တင်ကာအသာသမီများ2025ခုနှစ်ဧပြီလအတွက်အလစာဘေဒင်ဟော့စတမ်ဖြစ်ပါတယ်။တန်ကြောင့်ငွေအစုလိုက်အပုံနဲ့အနည်းဆုံးနှစ်ကျင်ရဖို့ရှိနေပါတယ်။အဲဒါခီပုံမှန်ထိုးပြီးတော့ကန်ဆန်းတင်ပါတယ်။အဲဒါထီထိုးမယ်ဆိုရင်တော့6 2 6မြများပါတဲ့ကနက်ကိုရွေးပြီးတော့ထိုးဖို့ဖြစ်ပါတယ်။ခြံတို့တိုက်ခန်းတို့ကားတို့ကောင်းသောအဝန်နေရာမှာရှိနေပါတယ်။လူမျိုးချားနိုင်ငံခြားအကူအညီဆက်သွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။လူမျိုးချားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအောက်မြင်ပါလိမ့်မယ်။ ြည်ရင်းပြည်ပကလီးများကတော့မတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ပါလိမ့်မယ်။အလုတ်ပြောင်းခြင်း၊ဖက်ခြင်းနေတဲ့ကြားတွေကအလုတ်မှာရရွတူးခြင်း၊လဆတူးခြင်းတွေကြုံတတ်ပါရဲ့။အိမ်တွင်နဲ့ပတ်သက်လို့ကတော့ဘေးလူကိုအကြောင်းပြုပြီးတော့လူင်းနဲ့မရကတောက်ကဆသိနေတတ်ပါရဲ့။အဲ့တော့အခြေအရတော့နက်နာပွင့်စမ်းပွင့်မဲ့ကာလဖြစ်ပါရဲ့။အဲ့တော့အခြေအအစင်မြပြီးလဲသူများပြန်ပြီးတော့အစင်ပြေဖို့ရှိနေပါရဲ့။အဲ့တော့ပြည်ပြည်သားသူများကတော့အခြေရဲ့ချုံမြေနဲ့အပြီးပွင့်ညကို ခံစားရမယ်အဲ့တော့ရင်ခုန်တန်နေစိကြက်ညီဒီမဲ့ကာလပဲဖြစ်ပါတယ်အလုံးနဲ့ပတ်သက်လို့အိမ်တောင်ရင်အိမ်နွေးနဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အနှဲငယ်စစ်ပူစရာလေးတွေတွားဖို့ရှိနေပါတယ်အဲ့တော့ဒီအချိန်ကာလမှာအဖြူရောင်အတဲရောင်နေရာကံကောင်းစေတဲ့အရောင်တွေဖြစ်တဲ့ပြည့်များများဝတ်ဆင်အသုံးပြုနေပါရဲ့ကနင်းလာကောက်ကြရသာသမီတွေဆီရနေပြီးတဲ့အပူညီကောင်းအကြံကောင်းညံကောင်းများရဖို့ရှိနေပါတယ်တနင်းကလေးသာသမီတနင်းကလေးနေ့တွေကိုတော့ထိုးတတိထားပြီးတော့ကက်တန်းစီလိုပါရဲ့ တော့ဒီခင်ကာလမှာငွေကြေးအဆင်ပြေခြင်းတဲ့သူများနော်အချွေအဆင်ပြေခြင်းတဲ့သူများအတွေ့အကြုံအဆင်ပြေခြင်းတဲ့သူများကတော့လမ်းမှာရှိတဲ့ဂျန်းခွက်ကိုကြောက်ခဲထွက်ပြီးရဆူတော့မှာအဲ့တော့ကြောက်ခဲမဖြစ်ရပါမအုတ်ခဲတို့မီစီခဲတို့ဖုတ်လို့မရပါဘူးကြောက်ခဲကြောက်စစ်တဲ့ဖို့ရင်းနဲ့ဆူတော့မှာဝေကြေးကိစ္စများအတွေ့အကြုံများအချွေအကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်တောင်ရင်အိမ်တွင်းရင်အလုတ်နေရာဒူကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေခြင်းနဲ့ အဲလျှောက်ထားတဲ့လုပ်တွေအမြင်ရခြင်းနဲ့ရပီးစားအလုပ်မှလည်းအစီအပြေခြင်းနဲ့အင်းသွင်းရေးအင်းတောင်ရေးအစီအပြေခြင်းနဲ့လူကြီးနဲ့အစီအပြေခြင်းနဲ့လျှက်ထိုင်ခွင့်ပြဿအစီအပြေခြင်းနဲ့ဒီများကတော့မရှိမွမ်းပါတဲ့တက်ကြီးရွယ်ကိုအသက်လက်ကြီးရမယ်ဆင်းရဲဆင်းရမယ်အဲတတော်စားလေးရအဲ့တော့မရှိမွမ်းပါတဲ့တက်ကြီးရွယ်တရားကိုစက်ပြအကျန်းလက်တော့ဘွားအကျန်းပက်ဆက်အနုံဆုတ်ကျဲသူ့တန်းပြင်းအားဖြင့်ဘုနာဖိဆိုင်အောင်မြပါအောင်မြပါလေးနဲ့နောက်ပြည်တွင်းဒီပါခရီးအောင်မြင်တဲ့သူများကတော့ တက်ခဲတက်ခဲပေါ်မှာပြောင်းနေသွင်းပြီးတော့ဆူတောင်းပါအဲတော့တက်ခဲပေါ့နော်တက်ခဲဆိုလို့ညမှာအဲတန်မီထဲမှာတက်တက်ခဲလေးရတယ်ပိုးကပိုးထဲမှာတက်တက်ခဲလေးရတက်ခဲဖြစ်ရင်ပြီးတော့အဲတက်ခဲပေါ်မှာပြောင်းနေသွင်းဆူတောင်းစေအဖြစ်ဤသွင်းပြပဖီးညအောင်မြင်ပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့ကတော့1 by 4 C နဲ့ပတ်သက်တဲ့ယောဂပြဋိဌာန်းဆိုပြောပါတယ်ကျမ်းမာရေးကောင်းမယ့်ဇီရီယာကတော့အာလူးငါးလုံးကိုလမ်းမှာသွားပြီးတော့ပယ်မှတ်ပြီးတော့ဆွံ့မလိုက်ပါငါးမှာရှိတဲ့အကိုက်ပြီး အငန့်ကြီးယောဂတွေပါသွားပါစေလို့ဆုတောင်းပါအခုကျွန်တော်ပြောပြခဲ့တဲ့ဒီတရားစီကတော့မတကနာပြုလုပ်ရပါခဲ့ပါတယ်အဲတော့အင်္ဂါတမီးများအီဗီလာကိုဘလက်ပေါ်ပါပြည့်ရှင်စွာနဲ့အောင်မြင်စွာနဲ့တောင်းစွာပြန့်နှံ့နေကြပါစေအင်္ဂါတမီးအားလုံးအောင်စုပိုင်စဉ်နိုင်ပြီခိုင်ပြီလား